ဟဲမမဒီလိုဆူရတဲ့အခါကျတော့ကိုရင်မိတ်ကန်တဲ့စင်ပေါ်မှာလှနေတဲ့အတွက်ကြောင့်အဲမင်းသမီးတယောက်ကိုကိုအဲပြင်ဆင်ပေးရတယ်အလှဆုံးနေကိုဖန်တီးပေးခဲ့ရတယ်ကိုတီးတက်ရမှာကိုထက်အသက်ကြီးရမိမအဲအွယ်လောက်ရှိရမင်းသမီးကိုကိုလိမ့်ရတယ်ဆိုတော့ကိုရဲ့အိမ်မက်တကူလည်းငယ်တော့ဆိုလို့ရှိရင်မင်းသမီးခင်တန်းနုဆိုလားကိုတွေကြားပဲကြားဖူးခဲ့ရတာဒီလိုလိမ့်ဖို့ဆိုတာဝေးတယ်ဒီလိုအသက်ရမှာကိုမမနဲ့၈နှစ်ဝန်းကျင်မမစီယာပညာလေးလည်းရခဲ့တယ်အဲမမရဲ့ဟိုစားတုံတင်ပြမှုတွေလည်းရခဲ့တဲ့အတွက်ကြောင့်အဆဆရေရမမရဲ့အဲလောင်းရည်လည်းပါတယ်ကိုစီယာသမားတွေရဲ့လောင်းရည်လည်းပါတယ် အတွက်ဒီနေရာလေးမှာကိုရောက်နေတယ်အဲဒီကိုရဲ့ဒီ ိုင်းခြားလေးကိုကိုကျေနပ်တယ်ပေါ့လေဟုတ်ကဲ့မမကကြတော့ဒီသူ့ရဲ့ပုံမမရဲ့ကကြတော့ဘလို့ပဲပြင်ပေးပြင်ပေးအဲသူ့ရဲ့ပုံတံတန်းကိုလူရှိထွက်တော့မယ်ဆိုလို့ရှိသွားအမှန်အရှိမခြေဆုံးကားဆုံးကြည့်တယ်ဒီမင်းသမီးတရား item ပုံစံမျိုးလုပ်ကြည့်ရလုပ်ကြည့်ပြီးတော့မှသူအပြင်ကိုထွက်တဲ့မင်းသမီးဖြစ်တဲ့အတွက်သူကဘလို့အချိန်ပဲပြင်ဆင်ပြင်ဆင်ပြီးသူ့ရဲ့အခြေနှမှုကကြတော့တရားရဂိုင်းလို့ဖြစ်တဲ့အတွက်သူထွက်လာတဲ့အခါကျလူကြီးရဲ့အဲကောင်းချင်းဆိုးချင်းတွေကိုအဲဒါအကြောင်းမျိုးမျိုးကြောင့်လိုက်တဲ့အမျိုးမျိုးကြောင့်ကောင်းချင်းဆိုးချင်းဝေဖန်လဲအဲသူလှနေတဲ့အတွက်သူစင်ပေါ်မှာလှနေတယ်ပိုးကြည့်လိုက်တဲ့အခါကျတော့လည်း အရာအလုံးပြည့်ပြည့်စုံနဲ့လှနေတဲ့အတွက်ကိုကိုရံလည်းဂုံယူတယ်ကြီးနဲ့တယ်အဲအဲ့လိုမျိုးလေးပေါ့ဟုတ်ကဲ့ဒီနေ့ပွဲရကြတော့၄ချိန်မြောက်ပြုလုပ်တယ်တက်ကြီးကတော့ပွဲပေါ့နော်ဒီလိုမင်္ဂလာဆောင်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့မိဘဆရာသမားဒီကောင်မမနဲ့တွေ့ဆင်အောင်ပွဲကိုတက်ရောက်ဖြစ်တာပါရှင်တက်တန်းတော့အကြောင်းမျိုးမျိုးအကြောင်းတချို့နှစ်တွေကြတော့မတက်ဖြစ်ဘူးမနှစ်ကလည်းတက်ဖြစ်တယ်ဒီနေ့လည်းတက်ဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဒီနေ့ကကြတော့ထူးထူးစတဲ့လေးပေါ့နော်အဲ့ဒီမှာကိုယ့်ရဲ့တက်ကြီးရဲ့ကိုမိဘဆရာသမားတွေကိုကိုတက်တဲ့ပညာလေးနဲ့ကပြပြပြပါဟုတ်လား ဒီနေ့ဒီနေ့ကိုယ့်ရဲ့လက်သားမှုကိုအဲ့လိုအမြဲတမ်းအနတ်ကပံ့ပိုးပေးတဲ့ကိုယ့်ရဲ့မိဘဟိုစာဆရာသမားပေါ့နော်မိကံမိမိုးကြောင့်မိုးကနေပြီးတော့ကိုယ့်ရဲ့ဒီဝိဆုံနေအဆက်ဆိုင်ရမိမိပဲခံတီးပေးတာပါဟုတ်ပါပါတယ်ဖြစ်ပြီးမှာဟုတ်ကဲ့ဟုတ်ပါပါတယ်ဟိုစာဖြစ်ပြီးမှာဆိုတော့အသက်ကြီးအသက်လက်အသက်ငယ်ပေါ့နော်လီလူကအသက်ငယ်တန်းနေပေါ့နော်အဲအဲ့ဒီမှာဖြစ်ပြီးမှာပါရှင်ဟုတ်ကဲ့အော်ဒီနေ့မှာဖြစ်ပြီးဖို့အတွက်ကိုဥစားဒီ ဖြစ်သွားတာပေါ့เนาะမနစ်ကကျတော့ဘာပြေးပြေးဘက်ကိုအဲ့လိုအကားတိုက်တာတွေပါလေမလားဖြစ်ဘူးအဲအဲ့လိုမျိုးအเจ้าမျိုးမျိုးကြောင့်အလုပ်ကိစ္စလေးပေါ်လာတဲ့အတွက်ကြောင့်မလို့ဒီနေ့မှမှအဲပါဝင်ပြီးဖြစ်တာပါရှင်ဟုတ်ဟုတ်ဟုတ် ဒီခံစားမှုမျိုးကတော့ပျော်ရှင်ပါတယ်။ဘာဖြစ်လဲလဲဆိုတော့ကိုယ့်ရဲ့ဆရာသမားတွေကိုကတော့ရတယ်။ညီကိုမမိုင်းနဲ့တွေ့ရတယ်။ကိုယ့်ရဲ့လုပ်ငန်းမင်္ဂလာဆောင်နဲ့ပတ်သက်တဲ့နေပေရပေါင်းသိမိတ်ဆွေအားလုံးနဲ့တွေ့ရတဲ့ပွဲကိုလည်းကျင်းပပေးတယ်။ဥစ္စာကိုယ့်ရဲ့ဆရာသမားတွေအားလုံးကိုလည်းစိတ်ဆုတင်ပါတယ်။ဟုတ်ကဲ့။ကိုငငယ်တော့အတင်ခဲ့တဲ့ဒီပညာရှင်တွေဇီယာဒီပညာအမွေတွေအခုချိန်ကြီးလက်ဆင့်ကမ်းလာတဲ့ဒီအသက်ရွယ်ရောက်တဲ့အချိန်ဒီဆရာသမားတွေရဲ့ပညာနဲ့ကိုဒီလိုလှုပ်ရှားလာတဲ့အတွက်ကြောင့်သူတို့တွေကြည့်တဲ့အခါကျတော့ကိုရဲ့ကျေးဇူးရှင်ဆရာသမားဆိုတဲ့ဂုဏ်ပုံနဲ့ကိုရီလာရောက်ပြီးတော့ကတော့ပေးတာပါရှာ။ ဟုတ်ကဲ့ make up နဲ့ပတ်သက်ပြီးပြင်ပေးရတဲ့မင်းသမီးတွေကကျွန်တော်ပူဆောင်လို့ရှိ memory ရှိမင်းသမီးရှိမတကယ်မင်းသမီးကြီးဆိုခင်တန်းနူပေါ့နော်ကိုပြင်ခဲ့ရတဲ့ level တခြားလုံးမှာကိုဆရာသမားတွေပြင်ဆင်ခဲ့ရတဲ့မင်းသမီးတွေကိုလက်ဆင့်ကမ်းပြီး link ခဲ့ရတဲ့ဒီအတွက်အွယ်မှာဒီလိုမင်းသမီးတွေ link ခဲ့ရတဲ့အတွက်ဒီဆရာသမားတွေကဂုဏ်ကျေးဇူးကြောင့်ဒီလိုပွဲမျိုးဒီမှာဆရာသမားတွေပြန်တွေ့ရတယ်အဲကိုရေရွတီတီနဲ့အရာအားလုံးကာလမတရားနဲ့ရှည်တန်းတင်ပြီးတော့ဒီပွဲလေးကိုတက်ဖြစ်တယ်ပျော်ရွှင်ပါတယ်ရှင်ဟုတ်ကဲ့ဒီရင်တော့ဆိုလို့ရှိရင်ဒီ make up ဆရာနဲ့ဒီမင်းသမီးကိုတွဲပြီးကြတယ်အဲအခုခင်မှာမတူတော့ဘူးပေါ့နော်အခုခင်မှာကျတော့ sponsor ပေးတဲ့ makeup တွေလည်းသွားလိမ့်ပြင်လိမ့်ပြတယ်ကိုနဲ့သက်ဆိုင်တဲ့ makeup artist တွေနဲ့လည်းလိမ့်ပြင်လိမ့်ပြတယ်အရင်တော့ဆိုလို့ရှိရင်တော့ဒီမင်းသမီးဆိုလို့ရှိရင်ဒီ makeup artist တယောက်လိမ့်နေဆိုတဲ့အဲဟိုကြားမှုတွေပေါ့เนาะဒီခေတ်မှာတော့အဲ့လိုမျိုးတွေလည်းရှိကောင်းရှိတိုင်းပဲဟိုကွဲပြားခြားနာတော့တော့အများကြီးကွဲပြားခြားနာပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်မမကကြာတော့ဒီ academy ဘွေးပဲပြီးတဲ့အခါကျတော့လေဒီဂုံပြညာစာပုံမှာလာအကောင်းဆုံးနဲ့အဲအမှုရဆုံးဖြစ်အောင်အလားဆုံးလေးဖန်တီးပေးပြပါလေရှေဟုတ်မမကကြာတော့အဲဒီသူ့ရဲ့ပုံ မမရဲ့အကြတော့ဘလို့ပဲပြင်ပေးပြင်ပေးအဲသူ့ရဲ့ပုံတံတန်းကိုလူရှိထွတ်တော့မယ်ဆိုလို့ရှိသွားအမှန်အရှိမှခြေဆုံးကောင်းဆုံးကြည့်တယ်ဒီမင်းသမီးတရား item ပုံစံမျိုးလုပ်ကြည့်ရလုပ်ကြည့်ပြီးတော့မှသူအပြင်ုံထွက်တဲ့မင်းသမီးဖြစ်တဲ့အတွက်သူကဘလို့အချိန်ပဲပြင်ဆင်ပြင်ဆင်ပြီးသူ့ရဲ့ခြေနှက်မှုဟာကြတော့တရားရဂိုင်းလို့ဖြစ်တဲ့အတွက်သူထွက်လာတဲ့အခါကျလူကြီးရဲ့အဲကောင်းချင်းဆိုချင်းတွေကိုအဲဒါအကြမ်းမျိုးမျိုးကြောင့်လိုက်တဲ့အမျိုးမျိုးကြောင့်ကောင်းချင်းဆိုချင်းဝေဖန်လဲအဲသူလှနေတဲ့အတွက်သူစင်ပေါ်မှာလှနေတယ်ကိုကြည့်လိုက်တဲ့အခါကျတော့လေအဲအရာအလုံးပြည့်ပြည့်စုံနဲ့လှနေတဲ့အတွက်ကိုကိုယ်တိုင်လည်းဂုံယူတယ်ခြေနဲ့တဲ့အဲအဲ့လိုမျိုးလေးပေါ့ဟုတ်ကဲ့ ဟဲမမဒီလိုဆူရတဲ့အခါကျတော့ကိုရင်မိတ်ကန်တဲ့စင်ပေါ်မှာလှနေတဲ့အတွက်ကြောင့်အဲမင်းသမီးတယောက်ကိုကိုအဲပြင်ဆင်ပေးရတယ်အလှဆုံးနေကိုဖန်တီးပေးခဲ့ရတယ်ကိုဒီတက်ရမှာကိုထက်အသက်ကြီးရဲ့မိဘအဲအွယ်လောက်ရှိရဲ့မင်းသမီးကိုကိုလိမ့်ရတယ်ဆိုတော့ကိုရဲ့အိမ်မက်တခုလည်းငယ်တော့ဆိုလို့ရှိရင်မင်းသမီးကင်တန်းနုဆိုလားကိုရီကြားပဲကြားဖို့ခဲ့ရတာဒီလိုလိမ့်ဖို့ဆိုတာဝေးတယ်ဒီလိုအသက်ရွယ်မှာကိုမမနဲ့ရှစ်နှစ်ဝန်းကျင်မမစီယာပညာလေးလည်းရခဲ့တယ်အဲမမရဲ့ဟိုစားတုံတင်ပြမှုတွေလည်းရခဲ့တဲ့အတွက်ကြောင့်အဆဆရေရမမရဲ့အဲလောင်းရည်လည်းပါတယ်ကိုစီယာသမားတွေရဲ့လောင်းရည်လည်း ပါတဲ့အတွက်ဒီနေရာလေးမှာကိုရောက်နေတဲ့အဲဒီကိုရဲ့ဒီပိုင်းခြားလေးကိုကိုကျေနပ်တယ်ပေါ့လေဟုတ်ကဲ့အိုးစားလီယိုချစ်တယ်အဲညီကောင်မနမပြိတ္တရုပ်ချင်းစီတိုင်းကိုလီကျေးဇူးတင်ပါတယ်လီရဲ့အဲကောင်းကျင်းစုချင်းတွေကိုအဲအိုးစားအပြောအဆိုမူရလေးတွေမှားခဲ့တယ်ဆိုလို့ရှိရင်လည်းခွင့်လွှတ်ပေးပါအဆက်ဆက်ရတိခံပြီးတော့လီကိုအဲအိုးစားနားလည်ပေးပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါဟာဟာ